ဲခွဲတစ်ချင်းနဲ့အရန်ကြိုက်တယ်အဲ့လိုအသေးခွဲဘူးလားဆိုရင်မခွဲဘူးဆက်မဲ့တော့အသေးခွဲတစ်ချင်းနဲ့အရန်ကြိုက်တယ်အဲတခါတလေကြာလို့အသေးခွဲတစ်ချင်းလေးတွေဆိုလို့မိုက်လေးတင်တယ်ပေါ့နော်အဲ့လိုသဘောကျလို့အချရဲ့အကောင့်ထဲမှာလည်းလို့မမေ့တငယ်ချင်းတွေရှိရအာမမေ့တငယ်ချင်းတွေကအာမမေ့ကိုဖုံးဆက်အဲ့ဒါသမီးလေးတဲခွဲနေရလားအဲ့လိုမျိုးမဟုတ်ပါဘူးမေးလို့သဘောကျလို့ပါလို့အသေးမခွဲပါဘူးလို့ လိုအချက်တချင်းနဲ့အသေးပွဲတချင်းနဲ့ဆိုရင်ဟနေ့အသေးပွဲတချင်းကိုဘာလို့လဲမသိဘူးကိုယ်သဘောကျတာအဲ့လိုမျိုးခုအကောင့်တွေကလူတွေကတော့နော်ကိုယ်ကိုအထင်းအထင်းဟုတ်တယ်ဒါပေမဲ့မကွဲဘူးပါဘူးလို့တခါမှနာမည်ကြီးတမင်းရောက်ဟုတ်တယ် ွယ်လေးရပါတော့ဒါဝိတ်ဆိုင်ကနေပြီးတော့ title sponsor အနေနဲ့ဒါလုပ်ပေးထားတာပါအဆိုတော်တွေကလည်းဒါဟန်နီလည်းသဘောကျရယ်ပေါ့နော်ပြီးတော့ဒီဝိတ်ဆိုင်လည်းဆိုတာလည်းဟန်နီဒီဟိုးရင်ကလေးကရိုက်ဖြစ်တဲ့ခါကျတော့မမတို့လည်းဒါပြလာပြီးတော့ဟုတ်ကဲ့ဆုံးပြည့်နဲ့အားပေးတာပါရှင်ဆုံးပြည့်တာအားပေးတာပြောပါဦးဟုတ်တယ်ဟုတ်တယ်ဟုတ်ဖေဖေလည်းပါလာပြီပေါ့နော်ဒီနေ့ကအရင်ကတော့မမေ့ပဲပေါ့ဒီနေ့ပွဲလေးကကျတော့ဒါဖေဖေကဒါပထမဆုံးပါလာပါပေါ့နော်အရင်ပွဲလေးကကျတော့ ဟန်နေမေမေနဲ့ပဲပေါ့ဒီပိုကာရီဆိုက်ကြောင်ညာရရင်လည်းမေမေပါတယ်အဲ့လိုစီးဝီးတွေဆိုလည်းမေမေလိုက်ပါတယ်ဒီမေမေနော်ကျွန်တော်တို့ဖူပီလာဆိုကြည့်ရစပေးရပေးတာပေးတာလားပေါ့နော်ဟုတ်တယ်ဟုတ်တယ်ရမ်းစုံစီကတ်ဆနာဒီကိုဆုံးရနေဖို့ပြားကျတော့တချင်းနဲ့ဆိုရင်အကုန်တိုက်တယ်ဟန်နီကကျတော့ဟန်နီလည်းတော့ဆန်တော့တိုက်ပါတယ်ပြကိုကြီးဖူပီဆောင်လည်းတိုက်တယ်ပေါ့နော် ဟုတ်ပါဟာကျွန်တော်နဲ့အသေးနှလုံးလေအခုလက်တော်အဲ့ဒါလေးရန်သားထောင်ဖြစ်နေသဘောလည်းရမ်းကြတယ်တူတူလေးငါနုစုံလိုက်မေနောက်ထင်းနေပေမေဘဝကြီးနေတာပဲပြီးပြီလားပြောဟုတ်တယ်ဟန်နီကနေအဲ့လိုအသေးခွဲတစ်ချင်းနဲ့အရန်ကြိုက်တယ်အဲ့လိုအသေးခွဲဘူးလားဆိုရင်မကွဲဘူးဆက်မဲ့တော့အသေးခွဲတစ်ချင်းနဲ့အရန်ကြိုက်တယ်အဲ့တခါတလေကြာလို့အသေးခွဲတစ်ချင်းလေးတွေဆိုလို့မိုက်လေးတင်တယ်ပေါ့နော်အဲ့လိုသဘောကြာလို့အချရဲ့အကောင့်ထဲမှာလည်းလို့မမေ့တငယ်ချင်းတွေရှိရအာမမေ့တငယ်ချင်းတွေက အာမေမေကိုဖုန်းဆက်အဲ့ဒါသမီးလေးတဲပွဲနေရလားအဲ့လိုမျိုးမဟုတ်ပါဘူးမေဆိုသဘောကျလို့ပါတဲမကွဲပါဘူးလို့ဆိုရတယ်တဲမကွဲဘူးပဲနေတဲဝတ်တစ်ချက်ကြိုက်ရအောင်ဟုတ်တယ်ဟုတ်လေအချက်တစ်ချင်းနဲ့အတဲကွဲတစ်ချင်းနဲ့ဆိုရင်ဟိုနေ့ကအတဲကွဲတစ်ချင်းကိုဘာလို့လဲမသိဘူးကိုသဘောကျတာအဲ့လိုမျိုးအဲကိုကြီးခူးခူးဆုံးတစ်ချင်းနဲ့ဆိုလည်းအဲ့လိုပဲကျွန်တော်နဲ့အတဲနှလုံးလို့အဲ့လိုမျိုးလေးတွေအဲ့လိုမျိုးအဲ့တဲခွဲရလေးကိုသဘောကျတယ်တချင်းနေပါလားအကောင့်တွေကလူတွေကတော့ကိုယ်အထင်အထင်ကြီးနေတာဟုတ်တယ် ်ဒါပေမဲ့မကွဲဘူးပါဘူးလို့တခါမှနာမည်ကြီးခမင်းရောဟုတ်တယ် we are my soul thing me now so go can't tell my way to our way to our အဲအဲ့တော့ကွဲမှုဒါမဲ့အရင်တော့ချစ်တတ်ပါပဲတခါလေးကြောင်ကြတယ်ဒါမဲ့ခဏရအခုစတော့ပေါ့နော်အစ်စ်ပေါ့နော်တသစ်စာလည်းဖြစ်တယ်ဒီလောကတွေကိုပေါ့နော်အဲ့လိုပိုကာရီဆွဲရိုက်တယ်ပြီးတော့ဒီဂျုံမအမတီဖုံးမဆိုတာပန်းထောက်ချောင်းနဲ့ရိုက်တယ်အဲ့လိုမျိုးလေးဆို အခုမှစူးစမ်းစူးစမ်းတော့ကာလာဆိုတော့လေအဲ့အရာကိုတိတ်ပြီးတော့အဲ့လိုအဘက်ကိုမလဲနိုင်သေးဘူးပေါ့နော်ဒီဘက်ကိုပဲစူးစမ်းနေတော့မှာမမေကတော့အဲဆယ်ရပြပြချင်းတော့တော့အဲ့လိုပဲမမေပြောနေကြစကားလေးရှိရဲ့ရောက်ချာလေးတကယ်ချင်းရှိပြီဆိုရင်တကယ်ချင်းပဲလုံတော့ညီစားမလုံနဲ့အဟုတ်ပါနဲ့တကယ်ချင်းပဲဆိုတော့အဲ့လိုမျိုးအခုအရွယ်ကြတော့ပေါ့နော်အဲ့လိုဆယ်ကျော်တက်တယ်မဟုတ်တော့ဘူးဆိုတော့မမေတို့ကအရန်တော့အဲ့လိုမပြောတော့ပါဘူးပေါ့နော်အခုနောက်တော့ပြောတယ်လို့ပဲဟန်နေတဲ့ဒီ တစ်ဖက်ကိုပေါ့နော်ဟိုစူးစမ်းကြည့်ရှင်သေးရဲ့အဲဒီဘက်ကိုပဲရအောင်အာရုံစိုက်နေရပါအဓိကတော့ပေါ့နော်အဲ့လိုစိတ်ထားကောင်းတာသဘောကျတယ်ပြည့်ရခါကျတော့ခဏနေနေအဲ့လိုစိတ်ကောက်တတ်တယ်အဲ့အာလေးကိုနားလဲပေးတာလေးသဘောကျဆိုတော့ဒီကတော့ကိုကြည့်မယ်လားဟုတ်ရှဲကိုကြည့်တာကိုကြည့်မယ်လားကိုကိုရေမောင်နေထပ်ပေါ့နော်အဲ sorry ခုနကတော့ပြောသလိုပဲအဲ့လိုစိတ်စိတ်ပြည့်ရဲ့သူအဲ့လိုစိတ်ရှည်ရဲ့သူပဲအဲ့လိုမျိုးတွေတော့ချာခဏရအောင်တခြားပေါ့နော်အဲ့လိုအများကြီးတော့မကြည့်ဘူးပေါ့နော်အဓိကတော့ လို့လာခဲ့တယ်ဆိုရင်လည်းသူကမရှိသေးဘူးဆိုတော့အဲ့လိုမျိုးပေါ့နော်အဓိကခုနကပြောသလိုပဲပေါ့နော်အဲ့လိုစိတ်ပေါ့အဓိကတော့အဲ့လို chemistry မိရမယ်ပြီးရင်အဲ့လိုစိတ်သဘောထားပြည့်ဝရမယ်အဲ့လိုတနည်းအားကြောင့်လည်းကလေးဆန်တော့လေကောင်းလေးတွေရောလားအဲဟန်နီပြောနေကြတဲ့ကားတော့ရှိရဲ့အဲ့ဒါပါလဲဆိုတော့ ကိုယ့်ရဲ့အကိုကြီးအရင်တယောက်လိုပဲစိတ်ထဲမှာရှိရတကယ်လည်းအဲ့လိုမျိုးပဲအဲ့လိုခင်သွားပြီဆိုရင်လည်းအဲ့လိုကိုယ့်အကူအရင်လို့ဖြစ်သွားအဲ့လိုမောင်လေးတွေဆိုတော့လည်းကိုယ့်မောင်လေးလို့ခံစားသွားရတာအဲ့လိုမျိုးဖြစ်သွားတယ်မဟုတ်ပါဘူးအဲ့တော့မဟုတ်ပါဘူးအခုဆိုရင်အခုပေါ့နော်ဆရာဘိုင်းမှာရိုက်ရမှာကားပေါ့နော်ဒီဆရာမကားပေါ့နော်နေကြီးဖြာရဲ၄၀သားဆိုရင်ကားလေးကိုရိုက်ဖို့ရှိပါတယ်ပြီးွားရင်နိုဝင်ဘာထဲမှာဆိုရင်တော့ ကိုသိန်းပေါ့ကိုသိန်းနဲ့ဆိုဖို့ကားတကားလေးရှိရကိုသိန်းလေးဆိုပါနော်အဲ့ဒါကြောင့်လည်းဟာတာကားလေးပေါ့ဟုတ်ဟုတ်စင်နီယာအမိုင်းနဲ့တော့စင်နီယာတော့ပြောကြပါရဲ့အဲ့လိုတယောက်နဲ့တယောက်တော့မတူဘူးပေါ့တချို့ဆိုရင်ဘယ်စင်နီယာမှပေါ့တချို့ကြောင့်လည်းအဲ့လိုနောက်စင်နီယာမှနဲ့စင်နီယာတော့ပြောပြောကြပါကိုကျိုးစားရအများကပေါ့နော်။ဘာလို့ဆိုဟန်နီဆိုရင်ဒီအနုပညာမျိုးရိုးလည်းမရှိဘူးဆိုတော့လေဒီအဲ့လိုကိုကကိုကျိုးစားရတယ်။အခုဒီဒီ ဝိစိန်ဆိုလဲပေါ့နော်မမနဲ့ခင်မမနဲ့တည်ရတည်ရတယ်အားလည်းရိုက်ဖြစ်တယ်အဲ့လိုမျိုးလေးပေါ့ပိုကာရီဆွတ်ဆိုလဲအဲ့လိုမျိုးပဲစူးစားရတယ်ခဏဒီစီဝင်းနေနေဆိုတော့ဒါပန်းထောင်ချောက်ပထမဆုံးရိုက်တဲ့ကားပေါ့နော်ဒါပေမဲ့ဟိုမတွဲမိဘူးပန်းထောင်ချောက်ထဲမှာကြာတော့အဲ့လိုလေးမမကေမမျက်ကေတရားနှိမ့်ဆက်တဲ့အဲ့လိုထူလူဆိုရကောင်ပါလေရဟိုမဲလုံးပြီးတော့လဲအဲ့လိုမျိုးလေးလေစုပ်ပြတ်တက်နေအောင်ဆိုတော့လေအာတခါဆိုရင်အဲမြောက်ဒီဘက်အဲအနေဘက်ကိုပေါ့နော်အဲရိုက်ခွင်းနဲ့တော့မမလေးကိုရမြင်ဘူးရတဲ့ အာသူတို့စဉ်းစားနေကြတယ်ပြီးတော့မှအော်တဲ့ဖြူလို့ရတဲ့မဲလုံးလေးတွေဟုတ်တယ်လို့အဲ့လိုမမတ်မိကြအောင်ဟုတ်ဟုတ်ချင်းတော့တော့ပေါ့နော်ဟုတ်မလွယ်ပါဘူးအရင်စူးစားရတယ်ပေါ့နော်အဲ့လိုစူးစားစူးစားရတဲ့အချိန်တခုပေးဆက်ရတယ်ပြီးရင်ကန်နေဆန်းနေပေါ့နော်ဟန်နေတဲ့အသက်နိုင်ဆုံးစူးစားနေပါတယ်ပေါ့နော်ဒီပန်းထောင်ကြောင်ရိုက်ပြီးတော့လဲဂျာထဲမှာအဲ့လိုကျမ်းမာရေးလေးနည်းနည်းဖြစ်သွားသေးရပေါ့နော်အဲ့လိုမျိုးရေကောင်းနေပါပြီခွဲလိုက်ရတော့ဂျာထဲမှာအဲ့လိုကွန်မရှယ်လေးအဲ ော်ညာတွေလွတ်သွားရည်လည်းရှိအဲ့ဒါနေမှာအခုပြန်ပြီးတော့ပြန်ပြီးတော့ဒီမမကဒီဝိတ်စိန်တို့နဲ့ရရင်နဲ့မှအခုပြန်ပြီးတော့ကြိုးစားနေရပါခဏရင်တော့ထင်တာလေအဲ့လိုကျမရေးဆိုရပေါ့နော်အတက်ကတခုရှိမှအတက်ကြီးမှဖြစ်တယ်ထင်တာမဟုတ်ဘူးဒီငငယ်ရွယ်လေးနဲ့လည်းဖြစ်တတ်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့အတက်ရွယ်နဲ့မဆိုင်ဘူးကျမရေးအကုန်လုံးပေါ့နော်ဂိမ်းဆိုင်စီစဉ်တယ်ဘာဖြစ်လို့လဲဆိုတော့ကျမရေးမကောင်းဆိုရင်ဘာလုံးမှမလုပ်နိုင်တော့ဘူးပေါ့နော်အဲ့လိုတော့ တင်နေတဲ့ကဘာဆိုတော့တကယ်မှန်ပါဘူး။အဲ့ဒါအနေနဲ့ခုမှဒါစူးစမ်းနေသေးပါ။တိထပ်ပို့ပြီးတော့လည်းအများကြီးဆက်ပြီးစူးစမ်းဖို့ရှိပါတယ်။ကျေးဇူး